မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးစင်းရဲ့ဆွေတော်မျိုးတော်များလုံးဦးစင်းကတော့ဟိတေသီဆရာတော်ပါတရားတော်မြတ်ကိုတော်တော်လေးကြိုးစားပြီးတော့လေ့ကျင့်နေကြတဲ့အနေနဲ့ရရမှာယောဂီသူတော်စေများအလုံးကိုဦးစင်းကဥညော့ဂါရဝပြုပါတယ်တရားတော်ကိုချီးမြှင့်လို့ရတဲ့အတွက်လည်း ဝန်သာမိပါတယ်။ဥစဉ်လေတရားတော်ကိုချင်းမြဲပြီးတော့မှကျင့်ကြံနေတဲ့သာဝရယောဂီတယောက်ပါပဲ။ဒါရိတ်တာတွေမှာလည်းဟိုဘက်ဝင်ဒီရိတ်တာဝင်ပေါ့နော်။ဒါကိုเจ้าမှာနေရင်လည်းတရားမှတ်တာပါပဲ။ကိုเจ้าရေလို့နေနေရရမရှိပါဘူး။အကုံလုံးရောက်တဲ့နေရာသည်ကိုနဲ့အကြောင်းဆုံးလို့ရောက်တဲ့နေရာသည်မိမိနေတဲ့အကြောင်းပါပဲ။ ုံပုံမှာအကြောင်းမရှိပါဘူးเนาะအကြောင်းလူမေဆိုရင်လည်းအဲ့ဒါအကြောင်းအချို့အကြောင်းညင်ညွန်းပြီးတော့မှအကြောင်းလူတန်းမေဆိုရင်လည်းလက်ခံပေးမှာပေါ့ဒါကတော့မသေးခင်ပေါ့မသေးသေသောရင်တော့ပေးရမလဲခဏနေသေးရင်သေသောနိုင်တာကိုเนาะအဲ့ဒါနဲ့ခဏနေငါသည်မုတ်ရှသေးရမည်အချိန်ပိုင်းသာလူတော့သည်လို့နှလုံးသွင်းထားတဲ့သူမှာအနာဂတ်ဆိုတာမရှိပါဘူး နော်အတိတ်ဆိုတာလည်းမရှိရပါဘူးအနာဂတ်ဆိုတာလည်းမရှိရပါဘူးအခုပိစုံပံမှာပဲအမြဲတမ်းနှလုံးသားထိမှာမကဲအောင်ဖြတ်ရှားနေရတာဖြစ်ပါတယ်အဲ့ဒါကိုပုပ္ပပင်ကမဲလို့ခေါ်တာပေါ့နော်ဒါလော့ကီမဲပေါ့လောကုတ္တရာမဲမဟုတ်ဘူးပုပ္ပပင်ကမဲနှလုံးသားထိမှာတဏှာဝင်ခွင့်မရအောင်အမြဲတမ်းဖြတ်ရှားနေတဲ့သဘော ြတ်တောက်နေတဲ့သဘောမဟုတ်ရင်တတိမထားရင်တော့နှလုံးသားအထက်မှာတဏှာကတူးတူးတိတ်တိတ်ဝင်ရောက်နေတာပေါ့မြင်ကလည်းမမြင်ရဘူးခတ္တာကတဏှာကိုမြင်ရရင်လေဒီမှာယောဂီတွေတဏှာတော့ဒီမှာတော့ခြင်ပြလို့ရမယ်ဘုန်းကြီးတွေကအခုမမြင်ရတဲ့အခါဉာဏ်နဲ့ပဲသိနိုင်တဲ့သဘောဖြစ်တဲ့အတွက်တရားဆိုတာနိလန်းကိုသိတဲ့လူကလွေတယ်လို့ပြောရပါမယ် မသိတဲ့လူတွေကိုကြတော့ရှင်းပြရတာလေခက်တယ်လို့သူတို့လေ့ကျင့်ရမှာကလေခက်နေတယ်ဘလို့ခက်နေလေဆိုတော့ဥပမာတရားစခန်းကိုတော့တယ်ဖဲလီဝင်လေမှဲ့လို့ဒီဖုံးဖုံးတွေကလည်းသင်ပေးတာပဲအကုန်လုံးဖုံးကြီးတွေကလည်းသင်ပေးတာပဲဖဲလီဝင်လေမှဲ့ဆိုတော့မျက်လုံးမိတ်ပြီးတော့ထွက်လေဝင်လေမှဲ့နေရောပေါ့ပြီးတော့မျက်လုံးမိတ်ထားတော့ငိုင်းရောပေါ့ဘာမှလည်းတဏှာကြီးလုံးလုံးတတိပေးပြောပြပေးမနေတဲ့အခါ နော်ဟိုတွေးဒီတွေးရှောက်တွေးလာတာပေါ့မျက်လုံးမိတ်ပြီးတော့ငားရောဟုတ်ပြီတချို့ကတော့အောင်မြင်တော့တယ်ဘယ်လိုမျိုးအောင်မြင်တော့လဲဆိုရင်ထွက်လေဝင်လေမတ်တဲ့နားရည်နေရာကိုစိတ်နဲ့ထောက်ပြီးတော့မဲ့နေတဲ့သူကကိုယ့်ဟာကိုယ်အားကြီးအောင်မြင်နေပြီငါတော်တော်သီးခံနိုင်ပြီအဲ့လိုပဲထင်တာနော်ဘာလို့အဲ့လိုဘုံဘုံကထင်တာလို့ပြောလေဆိုတော့သူလမ်းလျှောက်တဲ့အခါမတ်တက်ပြီလား ညာလန်းနေပေလန်းနေသိပိတ်တက်လာဒီတိုင်းရက်နေတဲ့အခါဘေးအရာကိုမှတ်နေလေမြင်ကွင်းတွေကိုမှတ်နေလားလူသေးတွေနော်တခုတည်းနဲ့မရဘူးနော်နာတာလေးကို ထောက်ပြီးတော့သီးခံတဲ့ယုံလောင်းနဲ့တရားမရသေးဘူးနော်တရားဆိုတာအချိန်တိုင်းစက္ကန့်တိုင်းဖြစ်ပေါ်နေတဲ့အတွက်သီးပိနေရမှာဘာကြောင့်သီးပိနေရတာလဲတဏဝင်ခွင့်မရအောင်လို့တဏကဘာကြောင့်ဝင်တာလဲ တဏှာကသန္တရာလာဆန်တရနေ့ကနေဒီလူတွေမှာမမဟုတ်ဒီသုံးစေးတပုံလုံးမှာရှိတဲ့တတ္တဝါတွေမှာအကုန်လုံးတဏှာရဲ့သဘောရှိပြီးသားမသိတဲ့သဘောအမှန်ကိုမသိတဲ့သဘောအဝိဇ္ဇာရှိပြီးသားဘဝတန်တရာတရှိမှာပါတာပြီလေအဝိဇ္ဇာပစ္စယသင်္ခါရတဲ့ဗျာဆိုတာလေနော်အမှန်တရားကိုမသိဘူးအဝိဇ္ဇာဆိုတာ အမန်လေးရှက်တရားနဲ့ကိုဖုံးဟွဲကွေကအဝိဇ္ဇာဟုမဟာဓမ္မမောင်ကြီးကြလျာတဲ့ဘာကိုမသိလဲဒုက္ခအမန်ဆိုတာကိုမသိဘူးဒါဒုက္ခဖြည့်ချောင်းဆိုတာလည်း तू မသိဘူးဒါဒုက္ခရဲ့ရှုံငင်းချောင်း तू မသိဘူးဒါဒုက္ခရှုံငင်းချောင်းလမ်းဆိုတာကို तू မသိဘူးဒါသစ္စာ၄ပါးဆိုတာဒါကိုပြောတာနော်ဒါတွေကိုသိဖို့အတွက်ကိုတို့ကနော် အမြဲတမ်းသင်ယူနေတာပဲဖုံးဖုံးနေလေးတော်တော်ဟောပြနေတာပဲဒါပေမဲ့မပြည့်စုံဘူးဘလို့မပြည့်စုံတာလဲဆိုတော့လုံပုံလုံးနီးမပါခဲ့ဘူးဖုံးဖုံးလုံးလေးနားထောင်ကြည့်တာပဲလုံပုံလုံးနီးကအရေးကြီးတာရဟန္တာဖြစ်တော်လေတည်းဆိုရင်လုံးနဲ့မရဘူးရဟန္တာတော့ဖြစ်တော်တာပဲလေဘလို့လုံခေးတာလဲနော်ပနေစီးတဲ့အခါဘလို့စီးလဲ အင်တာတတိခါဘလို့တက်လေအင်တာတတိခါလေးမက်နေရတာပဲဘာကိုမက်လေဘုံဘုံအင်တာတတိခါလေးကိုကအလေးအပေါ်တော့တာအာပြူတာလေးတွေတီးပေးနေရတာပေါ့စိတ်ပိတ်ဆုံးပန်ကနေမထွက်အောင်ထိုင်နေတဲ့သဖို့တွေကိုတီးပေးနေရတာပေါ့နော်ပြီးတော့ကြားတာလေးတွေမြင်တာလေးတွေမြင်စိတ်တွေကြားစိတ်တွေတီးပေးနေရတာပေါ့ခန္ဓာယုံတာလေးတွေယွမ်းတာလေးတွေပြောင်းတာလေးတွေပြန်တာလေးတွေတီးပေးနေမှာစိတ်ကအတိတ်ကိုမထွက်မှာကိုစိတ်ကအနာကဲမရောက်မှာကို ခဏနေသေးတော့နိုင်နေလေအင်တာတဲရင်နဲ့လေသေတော့နိုင်တယ်အခုဘုံဘုံတရားသတိပြောပြရင်နဲ့လေသေတော့နိုင်တယ်အဲ့ဒါနဲ့သီးပေးရတယ်လေဘလိုမျိုးသီးပေးလေဆိုတာလေရှင်းပြပေးပြီနှခမ်းတွေလှုပ်တာသီးပေးရတယ်အသံအာပြူတာအသံရက်တာသီးပေးရတယ်မသီးပေးရင်အဲ့ဒါတရားမမတ်တပ်ပေးနဲ့သူများကိုပဲရှင်းပြနေတာကိုကမမတ်တပ်ဘူးဆိုရင် သူများတွေကိုတရားဟောပြီးတော့မိမိတို့ကအပေကို ရောက်တော့မယ်ငရေကိုရောက်တော့မယ်ဆိုရင်အဲ့ဒါလေးနှီးလည်းမဟုတ်သေးဘူးကိုတို့ကဆရာတွေဆိုတော့တော်တော်လေးသတိထားရတယ်เนาะတော်တော်လေးလေးစူးစမ်းနေရတယ်